ကျွန်တော်နာမည်ကတော့ကွန်ဂျက်ထွန်းလို့ခေါ်ပါတယ်လေကဒီပအမှုပညာအင်အားစုရဲ့အတီထောင်သူဖြစ်ပါတယ်ပေါ့အခုတနိုင်ငံလုံးမှာရှိတဲ့စိတ်ဝင်စားတဲ့လူတွေအတွက်လည်းကျွန်တော်ကနေစိတ်စားစိတ်ကိုအကုန်လုံးအပီးအငိမ့်နဲ့ ပညာတွေသင်ပေးပါတယ်။သင်ပေးတဲ့ပညာရက်တွေကတော့ဂိတပညာရက်၊အင်္ဂလိပ်စာပညာရက်ရက်နှစ်မျိုးသင်ပေးပါတယ်။ ပရမတပိုင်းကတော့ကလေးတွေဒီလူရတီကာလမှာပေါ့နော်ဒီစိတ်တွေမလေမလွန့်မဲနဲ့ပညာရတခုတက်စေခြင်းနဲ့ဆန္ဒအတ္တကပေါ့နော်အဲ့ဒါကိစ္စတခုပေါ့နောက်တစ်ခုရှိတာကတော့လူလူတွေကအလှလှုပ်ကြတယ်ပေါ့နော်လူတွေကအလှလှုပ်ကြတယ်ကျွန်တော်ကတော့ပညာဒါနပေါ့နော်ပညာကိုအလှလှုပ်တာပေါ့နော်ကျွန်တော်ကတော့ပညာကိုအလှလှုပ်တဲ့ခါကျတော့ဘုဒ္ဓဘာသာသဘောတရားအရပြောမယ်ဆိုရင် နောက်ဘဝတွေမှာဒီပညာနဲ့ပတ်သက်ပြီးတော့သိလွယ် တက်လွယ်တဲ့သင်သင်ယူရတာလွယ်တဲ့ပုံကူဖြစ်တတ်တာပေါ့ဒါကတော့ဗုဒ္ဓဘာသာအရာပေါ့အဲ့တော့ကျွန်တော်ပညာအလှူလုပ်တာပေါ့ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်သိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ကျွန်တော်နာမည်ကတော့ ကွန်ဂျက်ရှင်လို့ခေါ်ပါတယ်။လေကဒီပအနုပညာအင်အားစုရဲ့အဲတီထောင်သူဖြစ်ပါတယ်ပေါ့။ဟုတ်ကဲ့ artist တယောက်လည်းဖြစ်ပါတယ်။ဟော။အော်နွေရဒီမှာတော့ကလေးတွေဆမ်ဝဲပြီးတာနဲ့ကျွန်တော်တို့အဲဒါကတော့၃နှစ်မြောက်ပေါ့နော်။ဒီနှစ်တော့ကျွန်တော်က၁၀ရက်နေ့မှ၁၀ရက်နေ့မှကျွန်တော်ခေါ်နိုင်ပါတယ်။ကျွန်တော်ရဲ့ကိုပိုင်ကိစ္စလေးလည်းရှိလို့အရင်တော့ဆိုရင်၁ရက်နေ့အမတ်လာ၁ရက်နေ့ဆိုရင်ရောက်လာပါပြီပေါ့။ဦးတနိုင်ငံလုံးမှရှိတဲ့စိတ်ဝင်စားတဲ့လူတွေကျွန်တော်တို့ဒီမှာ နေပါတယ်စားပါတယ်ပေါ့နော်အဲ့အဲ့အတွက်လည်းကျွန်တော်ကနေစိတ်စားစိတ်ကိုအကုန်လုံးအပြီးအငိမ့်နဲ့ပညာတွေသင်ပေးပါတယ်သင်ပေးတဲ့ပညာရက်တရားတော့ဂီတပညာရက်အင်္ဂလိပ်စာပညာရက်ရက်နှစ်မျိုးသင်ပေးပါတယ်ဂီတမှာဆိုရင်တရောရှိတယ်ဆန္ဒရရှိတယ်စောင်းရှိတယ်ပေါ့နော်စောင်းရှိတယ်ပတ်တလားရှိတယ်နော်အဲလေမုတ်တူရိယာရှိပါတယ်နောက်အဲအင်္ဂလိပ်စာကတော့ speaking ရယ် grammar ရယ်နှစ်မျိုးပေါ့နော်အဲ့ဒါတွေကိုကျွန်တော်သူ့အချိန်ပိုင်းနဲ့အချိန်ပိုင်းနဲ့သင်ပေးနေပါတယ် โอเคအာကျွန်တော်ကတော့အခုလောလောဆယ်ကဟိုညအိဒီမှာပဲညအိညနေနေပြီးတော့အဝေးရလာတဲ့အတင်တန်းတာကတော့40လောက်ရှိပါတယ်30နဲ့40 30နဲ့40ကြာပါတော့အဲ့လောက်ရှိပါတယ်အလုံးပေါင်းဒီအနီးနားရောဆိုရင်တော့တက်50လောက်ရှိပါတယ်ဒီကျွန်တော်တို့ဒီကျွန်တော်တို့ရှိတာတောင်တကုံဆိုတောင်တကုံအနီးနားကလည်းလာပြီးတော့ဟိုပါပေါ့မနေ့လာညနေပြန်အိတ်ပေါ့နော်အဲအဲ့ဒါမျိုးတွေလည်းရှိပါတယ်ဟုတ်ကဲ့ ားအလုံးပေါင်း150လောက်ရှိပါတယ်ဟုတ်ဟုတ်အဲကျွန်တော်ကတော့အပိုင်း၃ပိုင်းပေါ့နော်ပထမတစ်ပိုင်းကတော့ကလေးတွေဒီလူရတီကာလမှာပေါ့နော်ဒီစိတ်တွေမလေမလွန့်မဲနဲ့ပညာရတခုတက်စေခြင်းနဲ့ဆန္ဒအတ္တကပေါ့နော်အဲ့ဒါကိစ္စတခုပေါ့နောက်တစ်ခုရှိတာကတော့လူတွေကအလှလှုပ်ကြတယ်ပေါ့နော်လူတွေကအလှလှုပ်ကြတယ်ကျွန်တော်ကတော့ပညာဒါနပေါ့နော်ပညာကိုအလှလှုပ်တာပေါ့နော်ကျွန်တော်ကတော့ပညာကိုအလှလှုပ်တဲ့ခါကျတော့ ဗုဒ္ဓဘာသာသဘောတရားရပြောမယ်ဆိုရင်နောက်ဘဝတွေမှာဒီပညာနဲ့ပတ်သက်ပြီးတော့သိလွယ်တက်လွယ်တဲ့သင်သင်ယူရတာလွယ်တဲ့ပုံကူဖြစ်တတ်တာပေါ့ဒါကတော့ဗုဒ္ဓဘာသာအရာပေါ့အဲ့တော့ကျွန်တော်ပညာအလှူလုပ်တာပေါ့အားလုံးပညာအလှူလုပ်တာပါအဲတတိယအချက်နေရတော့ဒီကလေးတွေရဲ့ mindset တွေကိုဟိုပြုပြင်ပေးခြင်းတယ်ပြုပြင်ပေးခြင်းနဲ့ professional ပညာတက်ချင်တာနံပါတ်1မှာပါတက်စေချင်တာနံပါတ်1မှာပါတယ်ပေါ့ နံပါတ်3နဲ့ကြတော့တို့ရဲ့ mindset အတွေးခေါ်တွေကကျွန်တော်ကစတင်တာမဟုတ်ဘဲနဲ့တို့ရဲ့ mindset တွေကိုအဲဒီ human resource ပေါ့နော်ဒီလူငယ်လေးတွေရဲ့ mindset ကအရေးကြီးတယ်အခု mindset တွေကအခု TikTok တို့ဘာတို့ညာတို့တွေနဲ့ဒီပုံမှန်နဲ့နောက်ပြီးငွေရှာဖို့နဲ့နိုင်ငံခြားမှာသွားပြီးတော့ငွေရှာမယ်ဆိုတော့ဟိုဟိုဘယ်လိုခေါ်မလဲအစိတ်ကနည်းနည်းမြားနေတယ်အဲအဲ့ဒါဆိုတဲ့ခါကျတော့တို့ရဲ့ mindset ကတို့ဟာအ ဘလို့ကိုကိုကိုတိဆောက်တင်တယ်ကိုအတိုင်းဝိုင်းဘလို့တိဆောက်စေတယ်ကိုရဲ့လူပတ်ဝန်းကျင်ကိုဘလို့တိဆောက်တင်တယ်ဆိုတော့ mindset တွေအဲကျွန်တော်ပြေးကျင်တာပါဟုတ်လောလောဆယ်ဒီတော့ပါပါဟိုဟာဟိုပတ်စံမကောက်ကောက်တာမရှိသေးပါဘူးဘာတော့ရှိလဲဆိုတော့သူတို့ sound တွေပဲလူကတော့ကျွန်တော်ကစောင်းမပေးဘူးကို sound နဲ့ကိုလား KB တင်မဲ့လူကတော့ကို KB နဲ့ကိုလားတေရောထိုးမဲ့လူကကို KB ပဲရွှေချက်ကတော့ ကျွန်တော်ရှိမှာတော့စောင်းရှိပြီးတော့ကျွန်တော်စောင်းနေတီးပြီးတော့အိမ်ပြန်တော့သူပါလုံးမလဲဒီတနားပြီးွားရင်သူပါလုံးမလဲအဲ့တော့ဒီတန်းဒီတန်းပြီးွားရင် तू သူ့အိမ်ပါ तू လေ့ကျင့်အောင်မယ်လေအဲ့အတွက်ကြောင့်မို့ तू ကိုပိုင်ဒုတိယပစ္စည်းရှိဖို့လိုပါတယ်ဒုတိယပစ္စည်းရှိမှသာလေရင်အဲတင်ပေးပါတယ်ပေါ့တရောထိုးတဲ့လူကလည်းတရောပါလာမယ်ပေါ့ဗျာဟုတ်ကဲ့အဲ့အဲ့လိုရောရှိပါတယ်ဟုတ်အဲခုနခုနကျွန်တော်ပြောတယ်လေ Sunday အတင်ပေးတယ် KB အဲ Sunday က KB တူတူပေါ့နော်လောလောဆယ်တော့ KB နဲ့ Sunday အဲ့ဒါရှိတယ်တရောတရော ်သင်ပေးတယ်ပတ်တလားသင်ပေးတယ်စောင်းသင်ပေးတယ်နော်အလင်မို့သူတွေကသင်ပေးတယ်ပေါ့နော်အင်္ဂလိပ်စာကတော့လောလောဆယ်စကားပြောပေါ့တပတ်လာတဲ့ကလေးတွေရဲ့အခြေအနေမှမတူရနှစ်နှစ်တန်းရှိပါတယ်အင်္ဂလိပ်စကားပြောအခြေခံငါးနေရောစပြီးတော့တောင်းနေတောင်းနှုတ်ဆက်တာနေတာကျွန်တော်သင်တာမဟုတ်ပါဘူးဆရာကျော်ရဲကောင်ကနေပြီးတော့ကုညီပြီးတော့သင်ပေးပါတယ်ပေါ့နော်ကျွန်တော်က grammar ပိုင်းအခြေခံလေးတွေပဲနည်းနည်းပါးပါးပဲဝင်ပါတယ်အဲကျဆရာကျော်ရဲကောင်ကအဓိကကျွန်တော်ရဲ့ကျွန်တော်ရဲ့လည်းဆရာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ထဲတော့ငယ်နေဆိုပေမဲ့ ကျွန်တော်ရဲ့ဆရာလည်းဖြစ်ပါတယ်ပေါ့သူကနေပြီးတော့ဘယ်ဒီ online ကိုသင်ပေးပါတယ်အဲခုန speaking ဟော online ဟော a grammar ကိုသင်ပေးပါတယ်အာအဲ့ဒါဆိုတဲ့ခါကျတော့ဒီကာလမှာသူတို့ဘယ်လောက်ထိတက်သွားနိုင်မလဲပေါ့နော်အဲ့ဒီသူတို့တက်လာတဲ့အခြေအနေမှာပဲအာ grammar သင်တဲ့ခန္ဓာရှိတယ် speaking တာနဲ့သင်တဲ့ခန္ဓာရှိတယ်အတမ်းမတူပါဘူးဟော ကျွန်တော်ကဒီလိုတင်းရှိမှတ်သက်ပေါ့နော်ကျွန်တော်တင်းရှိမှတ်သက်ကိုနည်းနည်းစိတ်ဝင်စားတယ် ချက်ကလေးတွေကတော့ကျောင်းမှာသူငယ်တန်းတွေကသင်နေရတာပဲ ਨੇ သူကတည်းအင်္ဂလိပ်စာပေါ့နော်အဲဆရာအောင်ပြီးလဲသင်နေတာပဲတင်တာတင်တာမတက်ဘူးပေါ့နော်ကျွန်တော်တို့ခေတ္တကလိုပဲပေါ့နော်အခုလက်ဒီလိုပါပဲသင်တာတင်တာမတက်ဘူးဆိုကျွန်တော်အဲအဲသင်တာတင်တာမတက်ဘူးဆိုတာထက်လေသင်ပြီးတော့တက်စီကျင်တာပေါ့အဲ့တော့ teaching teaching မတက်ပေါ့အခုဆိုရင်ကလေးတွေကဆရာအောင်မှုအတွက်ကိုကလေးတွေရောကလေးမိဘတွေရောပေါ့နော်ကြီးကြီးကျယ်ကျယ်ကြီးပြောပြီးကြီးကြီးကျယ်ကျယ်ကြီးလုံနေကြတယ်ပေါ့နော်ဆရာအောင်နေဆိုတာဘာမှကြီးကျယ်တဲ့ကိစ္စမှမဟုတ်တာနော် ဟိုကျူရှင်နေအသေးတန်နေထားဟိုခလေးတွေကမနာရပါဘောနော်ဟိုကျောင်းဟိုစောက်သေးချာလေးခလေးကအာယုံဆိုင်ပြီးတော့ဟိုတင်ကြားတဲ့လူတွေဘက်ကလည်းတင်ချာတင်ကြားလိုက်ပြီးတော့ခလေးကလည်းအာယုံဆိုင်မယ်ဆိုတော့ခလေးဒီလူငယ်တွေဟာဒီဟာတွေကပေါ့ပါပါနဲ့ဒီဆယ်တန်းအောင်ဝနိုင်တာပဲလေကျွန်တော်တို့တကယ်ဂုံနူး၅ပါးသား၆ပါးသားတွေထွက်ဖို့အတွက်ဒါပို့ပြီးတော့ဟိုလုံးပန်းရတာပေါ့ဗျာအခုကအောင်ယုံလောက်ကိုခလေးတွေကဟို ရုပ်ရက်ဆင်းပြက်ကြီးဖြစ်နေတာပေါ့လေအချိန်တွေပြီးနေရတာမိဘတွေကလည်းဒါကြီးကိုအဲ့ဒါကျွန်တော်ဘာလို့သွားတွေ့ရလဲဆိုတော့ဒီတင်တဲ့တင်းရှိပတ်တတ်ပေါ့နော်တင်းချင်းပတ်တတ်ကခလေးတွေဘက်ကလက်စိတ်ဝင်စားမှုအားနေတာလားလူတင်ကြားတဲ့ဆရာဆရာမတွေဘက်ကပဲဒီထိအောင်မှုရှိအောင်မတင်တာလားပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်ကတော့ဒီမှာနည်းနည်းလေးဒီတင်းရှိမတ်တတ်ကိုခရူးဆိုင်ပြီးတော့ဒီရတဲ့အချိန်ပိုင်းလေးမှာပေါ့ရတဲ့အချိန်ပိုင်းလေးမှာထိအောင်မှုရှိအောင် လုတ်တဲ့အဲတင်းရှင်းမတ်တပ်ကိုကျွန်တော်နည်းနည်းလေးအထူးခရူးဆိုင်ပြီးတော့ဟိုကျွန်တော်စိတ်ပညာတွေလည်းပါမှာပေါ့နော်ခလေးတွေပြောလာအောင်ပေါ့နော်ပျော်ပြီးတော့သူတို့ကိုသူတို့ဒီတန်တန်းမာတင်ကိုပျော်ပြီးတော့တက်လာနိုင်အောင်ပေါ့နော်တာဝန်ရတတ်တယ်ဆိုတာမျိုးပေါ့ဗျာအဲ့လိုဖြစ်လာအောင်စနစ်ကိုကျွန်တော်တုံးပါတယ်ဟုတ်ကဲ့အဲ့လိုတုံးပြီးတော့သင်ဖို့အတွက်အဲကျွန်တော်လုပ်နေပါတယ်ပေါ့နော်ဟုတ်ကဲ့ အမ်ကလေးရဲ့အခြေအနေကိုကြည့်ပေါ့နောက်ပြီးတော့သူတို့တွေစိတ်ပြောင်းအောင်ထားပေါ့ပညာကိုလည်းသင်ယူခြင်းစဉ်းစားရှိအောင်လုပ်ပေါ့သင်တဲ့ဟာကလည်းတစ်ချက်ဆိုတစ်ချက်ထိအောင်မှုရှိအောင်ပေါ့နော်တမင်ဆယ်လန်းကြားတလန်းဆိုတဲ့စကားရှိပါတယ်ပေါ့နော်ဆယ်လန်းတာလှမ်းနေတယ်ဘာမှဖြစ်မလာဘူးပေါ့နော်ဆယ်တန်းအောင်မှုအတွက်လောက်ကတော့အဲ့လိုကြီးပြင်ပန်းနေစရာမလိုပါဘူးတကယ်ထိအောင်မှုရှိတဲ့သင်တန်းတွေမှာတကယ်သင်လိုက်ရင်ဆယ်တန်းအောင်တော့လောက်ကပေါ့ပါပါပါပဲလို့ဆယ်တန်းအဲအဲ့လိုလေးလည်းကျွန်တော်ပြောခြင်းပါဟုတ်